iPhone မှာအသုံးပြုဖို့အတွက် Apple ID အကောင့်တစ်ခုကိုဘယ်လိုမျိုးအလင်းမြန်ဆုံးနဲ့အလွယ်ကူဆုံးဖွင့်လို့ရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Apple ID အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်နေတဲ့ရာကျွန်တော်တို့ browser တစ်ခုလေးကိုကျွန်တော်တို့ဝင်လိုက်ပါ။ โอเคเอ่อကျွန်တော်တို့ဒီแท้ကိုကျွန်တော်တို့ဝင်မဲ့ browser ထဲဝင်တဲ့အချိန်မှာတော့ကျွန်တော်တို့ VPN နေပါလေဘာမှခံစရာမလိုဘူးပေါ့เนาะအဲကျွန်တော်တို့ကဒီ iPhone နဲ့ပွင့်မယ်ဆိုလို့ရှိရင်လည်း iPhone နဲ့က browser ထဲကိုကျွန်တော်ဝင်လိုက်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်မှာဘယ်လိုမျိုးရိုက်ပေးရမလဲဆိုလို့ရှိရင်တော့ APPLE Apple TV ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ပြီးတော့မှ share ပေးလိုက်ပါ Okay ခုလိုမျိုးကျွန်တော်တို့ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့เนาะ Apple TV ဆိုတဲ့အပေါ်ကဟာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคဒီညအောင်ရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီပေါ်ညာဘက်အပေါ်တောင်းကကျွန်တော်တို့စာအပြိုင်အောင်လေးနဲ့ဒီ sign ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရပါမယ်โอเคအဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အဲ guitar sound ဆိုင်ပေးလိုက်ပါတော့သူက connection ရဲ့အခြေအနေကကျွန်တော်တို့အဲခုလိုမျိုးစောင့်ရတာဖြစ်တယ်လေပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့နှိပ်လိုက်ပြီဆိုလို့ရှင်เนาะဒီလိုမျိုးအဝိုင်းလည်နေရအောင်ခဏစောင့်လိုက် ။ဆောင်ယူသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အဲဒီမှာပေါ့เนาะကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะဒီ Apple ID account ဖွင့်မယ်ဒီ email ပေါ့เนาะ email သို့မဟုတ် gmail ကိုကျွန်တော်တို့ကထည့်ပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်ကကျွန်တော်ရဲ့ gmail ကိုကျွန်တော်ထည့်မယ်ပေါ့เนาะထည့်မယ်ဆိုတော့ကျွန်တော်တို့ကပေ gmail ကိုထည့်မလဲဆိုလို့ရှင်အဲ့ဒီ gmail ကိုလည်းကျွန်တော်တို့ရဲ့ဒီမှာပေါ့เนาะဖုန်းထဲမှာဥပမာကျွန်တော်တို့က iPhone ထဲမှာဖွင့်တယ်ဆိုလို့ရှင်လည်းဒီမှာ iPhone ထဲမှာကျွန်တော်တို့ gmail app ထဲမှာပေါ့เนาะကျွန်တော်တို့ဒီဒီ email ကိုကျွန်တော်တို့ login ဝင်ထားဖို့လိုအပ်တယ်ပေါ့เนาะအဲ့ဒီတော့ကျွန်တော်ကဒီထဲမှာကျွန်တော်ကျွန်တော်ရဲ့ gmail address ကိုကျွန်တော်ဒီမှာလာကြည့်ရလာကြည့်ပြီးတော့မှကျွန်တော်တို့ဒီမှာဒီထက်ကိုကျွန်တော်လာထည့်မယ်ပေါ့နော် โอเคအဲ့လိုမျိုးကျွန်တော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ဒီအောက်က continue ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့เนาะဒီအောက်မှာကျွန်တော်တို့အဲဒီမှာ password ပေါ့เนาะ password ဆိုတဲ့နေရာမှာကျွန်တော်တို့အဲဒီမှာပေါ့เนาะကျွန်တော်တို့ဒီ apple id id တော့ကျွန်တော်တို့အသုံးပြုမဲ့ဒီ password ကိုကျွန်တော်တို့အဲဒီဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကဒီမှာ password ကိုကျွန်တော်ဖြည့်ပေးလိုက်မယ်ပေါ့เนาะအဲအဲ့ဒီ password ကကျွန်တော်တို့အမြဲတမ်းအသုံးပြုရမှာဖြစ်တဲ့အတွက်အဲ့ဒီ password ကိုတော့ကျွန်တော်တို့မှတ်ထားပေးဖို့လိုအပ်ပါတယ် โอเคကျွန်တော်တို့ password ပေးရတဲ့နေရာမှာတော့ကျွန်တော်တို့ဒီပုံတော့အတူရဲ့ကျွန်တော်တို့ဒီဟာလက္ခဏာနဲ့ပြည့်စုံတယ်ကျွန်တော်တို့ပုံတော့ number တွေပါရမယ်အကြီးစလုံးတွေပါရမယ်ပေါ့နော်ကျွန်တော်တို့အဲဒီ exclamation mark တွေပါလို့အဲအဲ့လိုမျိုးတစ်ခုခုပါရမယ်ပေါ့နော်အဲအဲ့ဒါလေးကိုကျွန်တော်တို့ပြည့်စုံအောင်ပေးပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအောက်မှာအဲကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ Apple ID ရဲ့ဒီ account name ကိုကျွန်တော်တို့ပေးပေးရမှာဖြစ်ပါတယ်အဲဒါလေးကအရင်အရေးကြီးတယ်ပေါ့နော်အဲအဲ့ name တွေကကျွန်တော်တို့ပြန်ပြောင်းဖို့ဟာအတွက်ကျွန်တော်မလွယ်ကူဖြစ်တဲ့အတွက်အစားတွေကကျွန်တော်တို့အဲဒီပေါ့နော်တီရှာလေးပေးခဲ့ပေးဖို့လိုအပ်ပါတယ် โอเคကျွန်တော်ကတော့ဒီမှာကျွန်တော်အဆင်ပြေတဲ့နာမည်ကိုကျွန်တော်ပေးလိုက်မယ်ပေါ့เนาะ โอเคအဲပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ birthday ဆိုတဲ့နေရာမှာကျွန်တော်တို့မွေးနေ့ကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကမွေးနေ့နေရာမှာအမန်ပေါ့နော်အမန်ဆိုရင်ဒီမှာ7နှစ်အဲ7ရက်နောက်ပြီးတော့ကျွန်တော်တို့1999ပေါ့နော်အဲ့လိုမျိုးဖြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာ agree to continue အဲဒီ term condition အကောင်လုံးဒီနှစ်ခုကိုကျွန်တော်အမန်ရှိပေးရမယ်ဒီမှာ country and region မှာတော့ကျွန်တော် United State ကိုပဲကျွန်တော်တို့ရွေးပြီးတော့မှကျွန်တော်တို့ continue ကိုဆက်ပြီးတော့နေပေးလိုက်ပါ โอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအစောကကျွန်တော်တို့ရှိမှာကျွန်တော်ထည့်ခဲ့တယ်ဘာလို့ထည့်ခဲ့တယ်ကျွန်တော် Gmail ရနေပြီးတော့မှာကိုယ့်ကိုသွားယူပေးရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကအဲ့ Gmail ကို login ဝင်ထားဖို့လိုအပ်တယ်ဆိုပြီးကျွန်တော်ပြောထားတာဗောနော်အဲ့တော့ကျွန်တော်ကအစောကကျွန်တော် Gmail app ထဲကိုကျွန်တော်ပြန်သွားလိုက်မယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ဒီမှာဗောနော်အပေါ်ဆုံးမှာကျွန်တော်တို့ app ပဲ verify your account ဆိုတဲ့ဟာဗောနော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်လိုက်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာဗောနော်ဒီထဲကိုကျွန်တော်သူကကုတ်ပို့ထားတယ်ဗောနော်အဲ့ကုတ်ကိုကျွန်တော်တို့ copy you copy you ပြီးတော့မှာကျွန်တော်တို့အစောကဒီမှာဗောနော် browser မှာဖွင့်ဖွင့်ခဲ့တဲ့ app ရင်းဖွင့်နေတဲ့နေရာမှာ copy paste ွားပြီးတော့မှကျွန်တော်တို့ထည့်ပေးရမှာပဲဖြစ်ပါတယ်โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီမှာဘောနဝေကန်တူ Apple TV ဆိုပြီးတော့မှအောက်မှာကျွန်တော်တို့ continue ဆိုတဲ့ဒီမှာဘောနအပြာရောင်ပတ်တန်ကြီးရှိတယ်ဘောနအဲ့ဒါကိုကျွန်တော် continue ကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคကျွန်တော်တို့ဒီမှာဗောနောဒီနေရာကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ညဘက်အပေါ်တောက်မှာဒီမှာဗောနော profile ပုံစံလေးရှိရယ်ဗောနောအလူပုံစံလေးရှိတယ်အဲအဲ့ဒီတော့ကျွန်တော်တို့ကဒီမှာဗောနောအဲဒီမှာ accept အဲဒီမှာဗောနောဒီမှာဒီကလိုမျိုးပေါ်လာပြီဆိုလို့ရှိရင် accept and free accept free trial ဆိုတဲ့အောက်က not now ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဗောနောညဘက်အပေါ်တောက်မှာဒီမှာလူပုံစံလေးဗောနောအဲကျွန်တော်ပြပေးမယ်အဲ့ဒီမှာဗောနညာဘက်ဒီမှာဗောနအဲ့ဒီမှာအဲ့ဒီမှာဒီအပေါ်ပေါ်အပေါ်မှာဗောနဒီမှာလူပုံစံလေးရှိတယ်ဗောနအဲ့ဒီလူပုံစံလေးကိုကျွန်တော်နှိပ်ကြည့်လိုက် okay နေ့ကြီးကြောက်ရေဆိုလို့ရှင်เนาะကျွန်တော်ဒီမှာမှာ sign out တို့ပါလို့ပုံနေပြီပေါ့เนาะအဲဒီမှာ setting တွေကိုကျွန်တော်တို့ဝင်ကြည့်လိုက်ပါเนาะ โอเคအဲ့ဒီထဲကိုဝင်ကြည့်လိုက်ပြီဆိုတော့ကျွန်တော်ကျွန်တော်တို့မှာတော့ account 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 ဒီမှာတော့ app account တော့ account summary ဆိုပြီးတော့မှာကျွန်တော်တို့ဒီမှာအဲဒီမှာကျွန်တော်ကြည့်လို့ရတယ်โอเคဒါဆိုရင်ကျွန်တော်တို့ကဒီ app တွေမှာကျွန်တော် account ဖွင့်ဖွင့်ထားတယ်ဗောနောဖွင့်ပြီးသွားပြီဆိုတာကိုအဲဒီမှာကျွန်တော်မြင်ရတာဖြစ်တယ်ဗောနောအဲ့ဒီတော့ကျွန်တော်တို့က app ID account ဖွင့်တာကကျွန်တော်မပြီးသေးပါဘူးအခုလိုမျိုးပေါ်လာပြီဆိုတော့မပြီးသေးဘူးဗောနောမပြီးသေးဘူးဆိုပြီးတော့မှာကျွန်တော်တို့ဘယ်ကိုဆက်သွားရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဒီမှာအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ကျွန်တော်နောက်ထပ် page တစ်ခုကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာပြပေးမယ်ဗောနောโอเคဒီမှာဗောနောအဒီအပေါင်းလက္ခဏာလေးဗောနောကျွန်တော်တို့တခြား browser မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ ဒီ new tab ပေါ့နော် browser ရဲ့ new tab ကိုကျွန်တော်ခေါ်လိုက်ခေါ်ပြီးတော့မှကျွန်တော်တို့တခြား tab တစ်ခုကိုကျွန်တော်တို့သွားပြရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကဘာကိုရိုက်ပေးရမလဲဆိုလို့ရှိရင်เนาะအဲ့ဒီနေရာမှာကျွန်တော် iCloud ပေါ့နော် iCloud ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ပေးလိုက်ပါ okay ခုလိုမျိုးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗောနော iCloud ဆိုတာရှိရေဗောနော်အပေါ်ဆုံးက iCloud ဆိုတဲ့အပြာရောင်စာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက် โอเคဒီနေရာမှာကျွန်တော်တို့ကစိုင်းရင်ဝင်ပေးရမယ်ဗောနော်အဲ့တော့ iCloud ကိုကျွန်တော်တို့စိုင်းရင်ဝင်ပေးရမယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာ iCloud ဆိုတဲ့အောက်ကစိုင်းရင်ဆိုတဲ့စာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒီနေရာမှာကျွန်တော်တို့ကဒီမှာဗောနောအစောကကျွန်တော်တို့အဲဒီမှာဗောနောအဖွင့်ခဲ့တယ်ကျွန်တော် Gmail Gmail ကိုပဲ email ရောဖုန်းနံပါတ်ဆိုတဲ့နေရာမှာကျွန်တော်အစောနာကဖွင့်ခဲ့တယ်ကျွန်တော် Gmail ဗောနောအဲဒီမှာ U UC အစောကကျွန်တော်တို့အဲဒီမှာရှိမှာဒီမှာဗောနောကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်အဲဒီမှာဗောနောကျွန်တော်တို့ရဲ့ mail address ပဲဗောနော ဒီမှာ ULCA ပေါ့နော် ULCA ကိုကိုဒီမှာပေါ့နော်အဲဒီမှာ UL ကျွန်တော်တို့ဒီမှာ UL ULCA အဲဒီမှာပေါ့နော်ဒီကိုကိုအဲဒီမှာပေါ့နော်အစောကကျွန်တော်ထည့်ခဲ့တဲ့ Gmail ကိုပဲထည့်ပြီးတော့မှအဲ့ဒီနောက်မှာကျွန်တော်မျှားလေးရှိရေပေါ့နော်အဲ့ဒီမျှားလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ရပါမယ်အဲအဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့ဒီမျှားလေးကိုဒီမှာပေါ့နော်ဒါလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ် โอเคဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအစောကကျွန်တော်တို့ဒီ Apple ID ဖွင့်တော့ကကျွန်တော်တို့ဒီမှာဗောနော Apple TV မှာကျွန်တော်တို့ထည့်ခဲ့တဲ့ password ကိုပဲကျွန်တော်ထည့်ပေးရမှာပဲဖြစ်ပါတယ်โอเคအဲဒီဒီဟာကိုကျွန်တော်ထည့်ပေးလိုက်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်အဲ့ဒီနောက်ကကျွန်တော်တို့ထုံးစံအတိုင်းဒီမျှားလေးကိုပဲကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคဒီနေရာကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကနောက်ထပ်တစ်ခါကုတ်ထပ်ပြီးတော့มาတောင်းနေပါတော့အဲ့ဒီကုတ်ကိုလည်းကျွန်တော်တို့အစောကဂျီမီလေးကိုပဲကျွန်တော်တို့သွားပြီးတော့มาယူပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ကဒီမှာဒီဂျီမီလေးကိုသွားလိုက်တယ်သွားပြီးတော့มาကျွန်တော်ဂျီမီကို refresh လုပ်လိုက်တယ်ပေါ့နော်အဲ့လိုမလိုရဲဆိုလို့ရှင်တော့အပေါ်ဆုံးမှာနောက်ထပ်ဒီပေါ်တော့ code ပို့တယ်ဒီ verify code ပို့တယ်ဒီမှာတခုတက်လာပြီအဲ့ဒီ code ကိုပဲကျွန်တော်က copy ယူပေးလိုက် copy ယူပြီးတော့မှကျွန်တော်အစောက code တောင်းတဲ့ထည်ကိုကျွန်တော်ပြန်ပြီးတော့မှဒီမှာသွားထည့်လိုက်ပေါ့နော် โอเคตั้วแท้ไล่ไปဆိုလို့ရှင်เนาะသူကအခုလိုမျိုးဒီ run နေပြီဗောနော်အဲ့လိုမျိုး run နေတာကိုကျွန်တော်တို့ခေတ္တဆောင်းဆိုင်ပေးလိုက်ပြီဆိုလို့ရှင်เนาะ โอเคဒီနေရာကိုရောက်သွားပြီဗောနော်အဲအဲ့ဒီနေရာကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာတခါတည်းကျွန်တော်တို့ရဲ့ဒီဘာလို့မြန်မာဖုန်းနံပါတ်ကိုတခါတည်းထည့်လိုက်လို့ရရတယ်ဗောနော်အဲကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်ကိုထည့်ပြီးတော့မှတခါတည်း continue ဆိုပြီးသွားပြီးတော့မှကျွန်တော်တို့ကုတ်တွေပါယူလိုက်လို့ရတယ်ကျွန်တော်ကအဲကျွန်တော်ရှိမှလဲကျွန်တော်အဲကျွန်တော်ရဲ့ဖုန်းနံပါတ်နဲ့အကောင့်တွေဖွင့်ထားပြီးရဖြစ်တဲ့အတွက်အဲကျွန်တော်တခြားဖုန်းနံပါတ်နဲ့ဘယ်လိုမျိုးယူရမလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြမယ်ဗောနော်အဲ့တော့ဒီနေရာမှာကျွန်တော်က United State မဟုတ်ဘဲနဲ့ကျွန်တော်ကဒီနေရာမှာ UK ဗောနော် United Kingdom ဆိုတာကိုကျွန်တော်လိုက်ရှာလိုက်မယ်အပေါ်မှာဒီမှာဗောနော် Apple 44နဲ့ United Kingdom ဆိုတာကိုကျွန်တော်ရွေးပေးလိုက် ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲဒီဘယ်ကိုဆက်သွားရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့အဲဒီမှာဘောနောအစောအတိုင်းပဲကျွန်တော်တို့အပေါ်ကဒီမှာ new tag ခေါ်တဲ့အပေါင်းလက္ခဏာလေးကိုပဲကျွန်တော်သွားမယ်ဘောနောအဲဒီအပေါင်းလေးကိုပဲကျွန်တော်နှိပ်ပေးလိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ဘာရိုက်ပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဘောနောအဲ SMS to me ဆိုပြီးတော့မှရိုက်ပေးလိုက်ဘောနော SMS to me ဆိုပြီးရိုက်ပေးလိုက်โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှင်เนาะကျွန်တော်ဒီမှာတော့ SMS to me ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဒီတဲ့ကိုယောက်သွားပြီဗောနယောက်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာဗောနကျွန်တော်တို့ကဒီမှာဗောနဒီမှာ temporary ဖုန်းနံပါတ်ကိုကျွန်တော်ယူမယ်ဗောနယူမှာယူပြီးတော့မှကျွန်တော်တို့ခရဲမှာသွားထည့်မှာဗောနသွားထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကအစောအစောကကျွန်တော်တို့ United Kingdom ကိုကျွန်တော်ယူရခဲ့တာဖြစ်တဲ့အတွက် United Kingdom ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါโอเคဒီတဲ့ကိုယောက်သွားပြီဆိုရင်သူကအရင်ဆုံးကျွန်တော်တို့ဒီမှာဗောနအကောင့်မရှိဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအကောင့်ကိုကျွန်တော်တို့ sign in အရင်ဆုံးဝင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာအရင်ဆုံး login ဝင်ဖို့အတွက် sign up ကိုကျွန်တော်တို့အရင်နှိပ်လိုက် နေပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဗောနောကျွန်တော်တို့ထည့်ကျင်တာထည့်လိုက်ပါဒီမှာထည့်ထည့်လို့ရတယ်ဗောနောအဲ့တော့အဲကျွန်တော်တို့ Gmail နေရာမှာလဲကျွန်တော်အစောကပဲကျွန်တော်တို့ယူ US အစောကကျွန်တော်ပေါ့နော်ဒီမှာဒါကိုပဲကျွန်တော်အစောကမေးကိုပဲကျွန်တော်ထည့်ပေးလိုက်အဲ password မှာတော့ကျွန်တော်တို့ဒီမှာရတယ်ပေါ့နော်ကျွန်တော်အဆင်ပြေတဲ့ဟာကိုကျွန်တော်တို့ထည့်လိုက်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်ဒီမှာအောက်မှာပေါ့နော်အဲ၃နဲ့၄နဲ့ပေါင်းပြီးဘယ်လောက်ရလဲဆိုပြီးမေးရဆိုရင်ကျွန်တော်ကဒီမှာပေါ့နော်အဲ့ဒါကိုဖြည့်ပြီးတော့အောက်က register ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်ပါနှိပ်လိုက်လို့ဆိုရင် तू ကဒီမှာပေါ့နော်အပေါ်မှာဒီမှာ तू ကအဲ့လိုမျိုးဒီမရဘူးပေါ့နော်အဲ့ဒီမှာမရဘူးဆိုလို့ရှိရင် तू ကဒီမှာပေါ့နော် message ဟိုပေါ့နော်နံပါတ်လျှောက်လုံးပြည့်ရဟိုပေါ့နံပါတ်ရလျှောက်လုံးပြည့်ရမယ်ဆိုတဲ့အတွက်ကျွန်တော်ကဒီမှာထပ်ပြီးတော့ရိုက်တယ်ရိုက်ပြီးတော့မှကျွန်တော် register register ကိုကျွန်တော်နှိပ်လိုက်တယ် okay အဲ့လိုမျိုးကျွန်တော် register လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်မှာကျွန်တော်တို့ဒီမှာဒီမှာဘောနော United Kingdom ဆိုတဲ့ဟာကိုပဲကျွန်တော်ထပ်ပြီးတော့မှကျွန်တော်ရွေးပေးလိုက်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘောနော် United Kingdom ရဲ့ကျွန်တော်ဒီမှာဘောနော်ဖုန်းနံပါတ်ကြီးကြာလာပြီဘောနော်ကျွန်တော်အစောက Apple ID ဖွင့်တဲ့ထဲမှာကျွန်တော်ဖုန်းနံပါတ်သွားပြီးတော့မှကျွန်တော်ထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအပေါ်ဆုံးကဒီမှာဘောနော်ဖုန်းနံပါတ်ကိုကျွန်တော်ဖုန်းနံပါတ်ပုံစံဖုန်းနံပါတ်လေးကိုကျွန်တော်နှိပ်လိုက်တယ်ဘောနော်အဲ့ထဲကိုကျွန်တော်ဝင်လိုက်ပါ โอเคဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော် copy ယူခဲ့ရမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အစောက app id ဖွင့်ခဲ့တဲ့ထဲမှာကျွန်တော်သွားပြီးတော့အသုံးပြုมาဖြစ်တဲ့အတွက်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော် copy ယူခဲ့ပါယူပြီးသွားပြီဆိုလို့ရှိရင်เนาะအပေါ်ဆုံးကဒီပေါ့เนาะကျွန်တော် new tag ခေါ်တဲ့အပေါင်းလက္ခဏာရေးဘေးလေးမှာနံပါတ်8ဆိုပြီးတော့มาပုံနေပေါ့เนาะကျွန်တော်ပြပေးမယ်အဲ့အဲ့ထဲကိုကျွန်တော်တို့သွားလိုက် အဲ့ဆိုတာလေးကိုနှိပ်လိုက်ပါတော့နှိပ်ပြီးသွားရင်အစောကကျွန်တော်တို့ဒီမှာပေါ့နော်အပေး ID ဖွင့်ခဲ့တဲ့ဒီရှိမှာပေါ့နော် iCloud ဆိုတာရှိပေါ့နော်အဲ့ဒီ iCloud ဆိုတဲ့ထည့်ကိုကျွန်တော်ပြန်ဝင်လိုက်ဝင်ပြီးသွားရင်အစောကကျွန်တော်တို့ဒီမှာပေါ့နော် copy ကူးလာတဲ့ဒီမှာဖုန်းနံပါတ်လေးကိုကျွန်တော်ဒီထဲကို copy paste လုပ်လိုက်လုပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အောက်မှာကျွန်တော်တို့ဒီမှာ continue cancel ရဲ့ဘေးမှာ continue ဆိုတာကိုကျွန်တော်နှိပ်ပေးရမှာပဲဖြစ်ပါတယ် โอเคဗောဒီမှာဗောเนาะအဲ့အဲ့လိုမျိုးကျွန်တော်ဖုန်းနံပါတ်ကိုထည့်ပြီးတော့မာဒီလိုမျိုးရှင်တွေကိုရောက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့အစောကကျွန်တော်တို့ဒီမှာအပေါင်းလက္ခဏာရဲ့ဘေးကနံပါတ်8ဆိုတဲ့ဟာတွေကိုပဲကျွန်တော်တို့ဝင်လိုက်ဝင်ပြီးသွားရင်အစောကဒီမှာဗောเนาะကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ဖုန်းနံပါတ်ယူခဲ့တဲ့ page ကိုပြန်သွားပြန်သွားပြီးတော့မာကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်ထဲကိုကျွန်တော်ကကုတ်ကပို့ပြီးမှဖြစ်တဲ့အတွက်အပေါ်မှာဗောเนาะကျွန်တော်တို့ဒီမှာ refresh page ဆိုတာရှိတယ်ဗောเนาะအဲ့ refresh page ဆိုတာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီမှာပေါ့เนาะဒီမှာအဲ तू อ่ะဒီမှာ you are apple id account ပေါ့เนาะ you are apple id account ဆိုရဲဒီမှာအောက်ကဒီမှာကျွန်တော် apple id ဖွင့်ခဲ့ဖွင့်နေတာဖြစ်တဲ့အတွက် apple id ဆိုရဲဒီမှာပေါ့เนาะအဲဒီမှာဟာအဲ့ဒီဒီ code a ဆိုရဲဟာလေးကိုကျွန်တော် code ကို copy ယူခဲ့ရမှာပဲဖြစ်ပါတယ်အဲ့ပြီးတော့မှာကျွန်တော်အပေါ်ကအပေါင်းလက္ခဏာပေးရနံပါတ်8ဆိုရဲဟာလေးကိုပြန်ဝင်ပြန်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့เนาะ i cloud ဆိုရဲကျွန်တော်တို့ apple id ဖွင့်နေတဲ့ထည်ကိုပြန်ဝင်ဝင်ပြီးတော့မှာအဲ့ code ကိုကျွန်တော်တို့ကထည့်ပြီးတော့မှာကျွန်တော်တို့ copy paste လုပ်ပြီးတော့မှာ continue ကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီမှာဗောနောအောက်က continue ဆိုတာကိုပဲကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးရပါမယ်โอเคခုလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ agree ကိုပဲကျွန်တော်တို့နှိပ်ပေးလိုက်ပါ ပြီးရင်တော့ OK ကိုပဲကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ iPhone မှာအသုံးပြုမယ်ကျွန်တော်တို့ဒီမှာပေါ့နော် Apple ID အဲကျွန်တော်တို့ iCloud account တခုကိုကျွန်တော်တို့ဖွင့်လိုက်တာ PC အောင်မြင်သွားပြီပဲဖြစ်ပါတယ်အဲကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော်တို့ညာဘက်အပေါ်တောင်ကကျွန်တော်တို့လူပုံစံလေးရှိရယ်ပေါ့နော်အဲ့ဒီလူပုံစံလေးတွေကိုကျွန်တော်တို့ဝင်လိုက်အဲ့ဒီလူပုံစံလေးတွေကိုကျွန်တော်ဝင်ကြည့်လိုက်ပေါ့နော် ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘောနော manage app ဟို manage app account ဆိုတာတွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီမှာကျွန်တော်တို့ရဲ့ဖွင့်ခဲ့တဲ့ mail တွေဖုန်းနံပါတ်တွေရှိရပါတော့အဲ့ဒီ email and ဖုန်းနံပါတ်ဆိုတဲ့ထဲကိုကျွန်တော်ဝင်ကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာပေါ့เนาะဖွင့်ခဲ့တဲ့ကျွန်တော်တို့ဒီမှာပေါ့เนาะ mail ကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲအဲ့ဒီတော့ကျွန်တော်ဒီမှာအောက်ကားကျွန်တော်တို့ဒီမှာပေါ့เนาะအကုန်လုံးကျွန်တော်တို့ရဲ့ဒီမှာ account secretary နဲ့ပတ်သက်ပြီးတော့มาကြည့်လို့ရပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ Apple ID ပေါ့เนาะ iCloud account တစ်ခုကိုကျွန်တော်တို့ဖွင့်လိုက်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဒီနီးလန့်ကအရန်ကိုလွယ်ကူပြီးတော့มาအရန်မြန်ဆန်တာမို့လို့မိတ်ဆွေတို့အတွက်ဖွင့်ရတာအရန်ကိုလွယ်ကူစေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေเนาะ ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။